တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ20ရက်နေ့နေ့30ရက်နေ့အတွင်းမှာစီဝါကံလူကံကဘဝကံမြန်မာချင်းအလို့ရှိရပြည်စုံချင်းဘဝစဉ်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းနေချုံမယ်အလုံးမရှိသူလို့ရမယ်လူကံရှိသူတိုးတက်မယ်စမ်းပွင့်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်။ကောင်းသောအကြီးအကဲများနဲ့တွေ့ဆုံမယ်။ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအစဉ်ပြေမယ်။အရဝေးရကောင်းသောသတင်းစကားကြားသိရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မင်္ဂလာကိစ္စစီစဉ်မှုများကြားပံဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခန့်ချမှတ်ရည်လေ။ကြားရောက်နိုင်မယ်။ ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနေရနေရအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ် 23ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်မယ်ဘဝထွတ်တယ်မယ်ကံမြမမယ်24ရက်နေ့မှာလူယုံဒုက္ခပေးမယ်လူလိမ်လူကောက်တွေ့မယ်ရံများမယ်25ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွာလာကြူဆိုင်ရမယ်အဓိကအရှိရကိုဥတီသွားစေခြင်းဖြစ်တတ်တယ်မနေ့ ုနိုင်ခွဲမှာ9နိုင်တွင် သွာလာနေထိုင်ကြည့်ဆိုင်ရမယ်26ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ချိုးပြတဲ့အရဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းစကားတွေချိုးရမယ်အရှိတောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲကြာမှသွာလာနေတဲ့ကြည့်ဆိုင်29ရက်နေ့ဟာ ချိုးချတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်စမ်းပွင့်မယ်လူချစ်လူငယ်ပေါ်များမယ်ကောင်းစီကောင်းချော်ပြွေမတန်ကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်28ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြုံမယ်ခရီးကိစ္စဆင်ပြေမယ်29ရက်နေ့မှာငွေချေးလက်လာပါကံထူကောက်မယ်လိုရာပြည့်စုံမယ်30ရက်နေ့မှာရန်နဲ့ရှင်ပြီးတော့အမယ်အခက်အခဲနဲ့ကြုံပြီးမှအောင်မြင်မယ် အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းဆွပြည့်ရဲ့အနာရောဂါခင်ကျင်ချက်တည်ထိုးခြင်းဘဝတလန်ဖွင့်ခြင်းတွေကိုရရှိပဲဒီကလာတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုယ်ကနေ့ဂျိုးပေးတယ် အပြာရောင်ပန်းရောင်နေရောင်ကျသွေးရောင်တို့ကိုဝတ်ပြီးလို့ရှိရကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီဖွင့်သေးသည်ဖျားကတ်သူပြီးလို့ရဆူတောင်းခြင်းမချခဏပြေပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်